အမ်ဖူမိုအတွက်ပေါင်55တန်းနဲ့ဂန်လန်ခဲ့ပေမဲ့အမ်ဘာပေဈေးလောက်တောင်းနေတဲ့ဘရန်ဖို့ပရိသတ်များလုံးဝမေ့လားဗျာမန်ချက်စတာဖော်ဝါ့စ်ဆိုတာနဲ့အားလုံးကိုပြန်လဲကြိုးလိုက်ပါရင်မန်ချက်စတာနိုင်တဲ့အတင်းကတော့ဘရန်ဖို့အတင်းရဲ့အသက်25ရွေးရဲ့ကင်မရွန်တောင်ပံကစားပါဘရိုင်ယန်အမ်ဖူမိုအတွက်တရားဝင်ဂန်လန်ချက်တစ်ခုကိုစတင်ပြုလုပ်သွားခဲ့ပါရင်ယူနိုက်တက်ဟာဘရန်ဖို့အသင်းနဲ့စာချုပ်တက်တန်းတစ်နှစ်ပဲကြံရှိတော့တဲ့အန်ဘူမိုကိုပြောင်းရွှေ့ခြင်းပေါင်55တန်းအပြင်အပေါ်စုခြင်းပေါင်30တန်းနဲ့ကန်လိုက်လိုက်တာပါ ယူနိုက်တက်ကမ်းလှမ်းမှုကစုစုပေါင်းပေါင်55တန်းဒီတန်ကြီးရှိနေခဲ့တာပါဒါပေမဲ့ Brandford အသင်းကတော့ဒီကမ်းလှမ်းချက်ကိုလက်မခံခဲ့ပါဘူး Brandford အသင်းဘက်ကတော့သူတို့ရဲ့အကျယ်ဝင်ကစားမအတွက်ပြောင်းရွှေ့ချိန်ပေါင်80လောက်ထိအလိုရှိနေခဲ့တာပါကစားမကလက်ရှိအချိန်မှာ Brandford အသင်းရဲ့စာချုပ်တက်တန်းတစ်နှစ်သာကျန်ရှိတော့တာမို့တည်ရဲနေလို့ကမ်းလှမ်းနဲ့ပမာဏကမျှတမှုရှိပါတယ်ကစားမကအင်္ဂလန်သားလည်းမဟုတ်အာဖရိကကစားမလည်းဖြစ်လို့ United ဘက်ကကမ်းလန်းနဲ့ပြောင်းရွှေ့ချေကလိုရာထက်တောင်ပုံနေပါသေးတယ်။ဒါပေမဲ့ Brandford ကတော့သူတို့ရဲ့ကစားမကိုပြင်သစ်ကျယ်ဝင်အမ်ဘာပေလောက်ထိမှန်ထားဖို့ပါပဲ။စာချုပ်တစ်နှစ်ပဲကျန်တော့တဲ့ကစားသမားအတွက်ပေါင်သန်း80ဆိုတဲ့ဈေးနှုန်းကတော့တော်တော်လေးကိုများပြပါရင် ယူနိုက်တက်အနေနဲ့ဒီအပြောင်းရွှေ့ကနေလက်ရှောင်သွားမလားဒါမှမဟုတ်ပဲလက်ရှိထက်ပိုများတဲ့ကမ်းလှမ်းမှုတစ်ခုကိုပြုလုပ်သွားမလားဆိုတာစောင့်ကြည့်သွားရမှာပါ။ MMO ကတော့ပြီးခဲ့တဲ့ရာသီပရီးမီယာလိမှာ Brentford အသင်းအတွက်38ပွဲကစားပြီး90တွင်း9ခုဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ပါပဲ။နောက်ဆုံးရယူနိုက်တက်ရဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားပွဲရာကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။